Facebook ကနေပြီးတော့ဝင်ငွေဘလို့ပေးတာလဲဆိုတာလေးကိုပြောပြပေးပါမယ်။ Facebook ကနေပြီးတော့ကျွန်တော်တို့အခုနောက်ပိုင်းပါဆိုလို့ရှိရင်ဘာတင်တင်ဝင်ငွေရတဲ့ tool တစ်ခုဆိုတာလဲဘတာဘာရှင်းအနေနဲ့ထွက်လာပြီဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ Facebook ကဘလို့ခြေဒီမျိုးမှာဝင်ငွေပေးတာလဲဘလို့ဝင်ငွေပေးတာလဲဆိုလို့ရှိရင်ဖေးတစ်ခုမှာကျွန်တော်တို့အခုလိုမျိုး renew လေးတဲ့ကိုဝင်လိုက်ပါမယ်။ မိမှုလေးကိုဝယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပပရှင်နယ်ဒါဖုတ်ဆိုတာရှိပါတယ်အဲဒီကောင်လေးကိုဆက်နှိပ်လိုက်ပါမယ်ပပရှင်နယ်ဒါဖုတ်ကိုဆိတ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီညာဘက်ကိုနည်းနည်းလေးဆွဲလိုက်တယ်ဆိုလို့ရှိရင် contact monetization ဆိုတာရှိပါတယ်အဲ့တော့ကျွန်တော် contact monetization ကိုထပ်ပြီးတော့နှိပ်ဝင်လိုက်မယ်ဆိုလို့ရှိရင်အခုလိုပုံစံမျိုးပြင်တွေ့ရမှာဖြစ်ပါတယ် ဒီလိုမြင်တွေ့ရတယ်ဆိုလို့ရှိရင်ကျွန်တော်သူ့မှာ true ငါးခုရှိပါတယ်နော် true ငါးခုရှိပါတယ်အရင်တုန်းကတော့ကျွန်တော်တို့ဒီ light true လေးရှိတယ်ဗောနော် light တွေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီအဲဝင်ဝင်ရတဲ့ true ဗောနော် light တွေ true လေးတစ်ခုရှိတယ်အခု light တွေအစားကိုယုံဒီမှာ separation ဆိုပြီးတော့ပြန်ပြီးတော့ထည့်လာတယ်အခုဒီ2025 73ရက်၁၄ရက်နောက်၁၄ရက်နောက်ပိုင်းလောက်ထဲကကျွန်တော်တို့ဒီပတ္တာပါရှင်စံတက်ကာလမှာကျွန်တော် content monetization ဆိုပြီးတော့သူတို့ tool တစ်ခုထပ်ပြီးတော့ invite လုပ်ပေးပါတယ်။အဲ့ဒီ invite ကကြတော့သူကပေးမှရတယ်ပေါ့နော်။အဲ့တော့ဒီ invite ရဖို့အတွက်သူ invite ပေးဖို့အတွက်ကိုဘယ်ချက်တွေလောက်ဆောင်မယ်ဆိုတာလဲကျွန်တော်ဒီပြောပြပေးမယ်။အဲ့တော့ကျတို့ဒီမှာဆိုလို့ရှိရင်2-5ခုရှိတယ်ပေါ့နော်။2-5ခုမှာဆိုလို့ရှိရင်ကျွန်တော်စတားရှိတယ်။ ဝီးရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ format ရှိတယ် display ပြင်ရရှိတယ် subscription ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော် star ပေါ့လို့ star ကကြတော့ကျွန်တော်ကိုယ့်ရဲ့ fan တွေကကိုယ့်ရဲ့ content ကိုကြိုက်နှစ်သက်လို့သူက star လေးတွေပေးတာပေါ့နော် star လေးတွေပေးတာဒီ viewer တွေကပေးတဲ့အင်ခံတစ်ခုဖြစ်ပါတယ်ဘီးကကြတော့ကျွန်တော်တို့ဒီ video အတူလေးတွေစက္ကန့်90အာတမင်းနေပေါ့နော်ဒီလိုမျိုးလေးတွေတင်တဲ့ အဲ့တော့ကျွန်တော်တို့ဒီကဝင်ပြရတာ ဖြစ်ပါတယ်ဒါ Facebook ကဝင်တယ်ဝင်ဝင်ဖြစ်ပါတယ်နောက်တစ်ခု bonus ပေါ့နော် bonus ကကြတော့ကျွန်တော်ဘလို့ခြေနေမှာပေးတာလဲဆိုလို့ရှိရင် bonus ပွင့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပုံတွေစာတွေလင့်တွေတင်ယုံနဲ့ကျွန်တော်တို့ဝင်ဝင်ရတာဖြစ်ပါတယ်သူလည်း Facebook ကပေးတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်တစ်ခုကကြတော့ Instagram app ပေါ့နော် Instagram app လို့ခေါ်တဲ့ကျွန်တော်တို့ ဒီတူးကကြတော့ဗီဒီယိုအခြေပေါ့နော် long term ဗီဒီယိုအခြေလေးဒီရှိဗီဒီယိုရှိတင်တဲ့အခါမှာကျွန်တော်လေးသူကအင်အမ်ပေးပါတယ်ဒါကလည်းခေဖို့ကပေးတယ်အင်အမ်ဖြစ်ပါတယ်နောက်တစ် subscription ပေါ့နော် subscription ကကြတော့ကျွန်တော်ရှိကိုရဲ့ viewer တွေက sporting ပေးတယ်ဝင်ဝင်ဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုလို့ချင်းကျွန်တော်တို့ ကိုယ့်ရဲ့ content တွေကိုကိုယ့်ရဲ့ video တွေကို group သဘောမျိုးသူက subscription ပေါ့နော် subscription နဲ့ယူတော့လာစင်ဝင်ဝေးပေးပြီးတော့ကျတို့ရေဝင်လာတာဖြစ်ပါတယ်เนาะ subscription နှိပ်ထားတာဖြစ်ပါတယ်လာစင်သူက subscription နှိပ်ထားတာဖြစ်တဲ့အတွက်ဒီ video တွေကိုကြည့်ပြီးတော့သူတို့တွေကပြန်ပေးတဲ့ဝင်ဝေးဖြစ်ပါတယ်အဲ့တော့အဓိကဝင်ဝေး၃ခုပါကြတော့ကျတို့ရေ ဝီးရဲ့ဘောနတ်ရဲ့အစ်စရဲ့အဂျီအိုင်ရဲ့ပေါ့နော်အဲ့တော့ဒီ၃ခုကိုပေါင်းပြီးတော့ဝီးရဲ့ဘောနတ်ရဲ့အစ်စရဲ့အဂျီအိုင်ရဲ့ဒီ၃ခုကိုပေါင်းပြီးတော့ဟွန်တက်မော်နီတိုင်ဇေးရှင်းဆိုပြီးတော့ကျွန်တော်တို့တွေထူးတကူထွက်လာတာဖြစ်ပါတယ် invite speed อ่ะပေါ့เนาะအဲ့တော့ဒီ tool ကိုရဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ရဲ့ policy တွေကိုကျွန်တော်တို့လိုင်းနာရတယ်တစ်ပတ်တစ်ခါ share လောက်ခေါ်လာတဲ့ခါလေးတွေကိုကျွန်တော်တို့ပြည့်အောင်လုပ်ပေးရတယ် တစ်လတစ်ခါလို့လဲတစ်လတစ်ခါပေါ့နော်သူ share လမ်းပေါ်မှာမူတူတယ်အဲ့ဒါလေးတွေကြည့်အောင်လုပ်ပေးရတယ်ပြီးရင်တော့ကျွန်တော်တို့ကကိုယ်ပိုင်ကွန်တန့်တွေညံ့ညားဖန်တီးပေးရတယ်ပေါ့နော်အကောင့်ဆုံးကတော့ကိုယ်ပိုင်ကွန်တန့်ဖန်တီးနိုင်ပို့ပြီးတော့အောင်းလေးဖြစ်ပါတယ်ဒီခါကို inbox ကိုပါရခြင်းနဲ့ကိုပါတင်တယ်ဟလားဝင်ငွေရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူရဲ့ policy လေးကိုတိုင်းတာပါကိုပိုင် contact လေးကိုဖန်တီးပါအဲ့တော့ Facebook ကဝင်ငွေဘယ်လိုပေးလဲဆိုတာကိုကျွန်တော်တို့ တည်ပါပြီဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်